အိမ်မှာ ကော်ဖီဆိုင်မှာယုံမှာတကယ်ကိုနေရာတိုင်းလိုလိုမှာတုံးနေကြတဲ့ဒါပေမဲ့မက်ဆီနဲ့လည်းမမီးရတဲ့နီးပညာတစ်ခုရှိတယ်ဗျာဟုတ်ပါတယ်အဲ့ဒါကတော့ wifi ပါပဲစလို့လေဒီနေ့မှာတော့ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာမရှိမဖြစ်အစီအပိုင်းတစ်ခုဖြစ်နေတဲ့ wifi ရဲ့နောက်ွယ်ကအကြောင်းအရာတွေကိုအသေးစိတ်လေ့လာကြည့်ကြရအောင်ပါကဲဒီလိုလေးစဉ်းစားကြည့်အောင်ဗျာ Netflix ကစကားတကားကိုကျွန်တော်တို့ရဲ့ဖုန်း screen ပေါ်မှာကြည့်နေတယ်ဆိုပါတော့ အဲ့ဒီရုပ်ရှင်ဒေတာတွေအများကြီးဟာကျူးတစ်ချောင်းမှမတုံးမဲနဲ့လေလေတဲကနေဘလို့များရောက်လာနိုင်တာလဲတကယ်ကိုမျက်လက်ပြနေတယ်လို့ပဲနော်ကဲအခုအဲ့ဒီမျက်လက်ရဲ့နော်ကွယ်ကလှုပ်ဝက်ချက်ကိုအတူတူဖော်ထုတ်ကြည့်ကြရအောင်ပါကဲပထမဆုံးအနေနဲ့အခြေခံအကြောင်းဆုံးအချက်ကနေဆော့လိုက်ကြရအောင်ဟုတ်ပြီကျွန်တော်တို့ Wi-Fi လို့ပြောလိုက်တိုင်းမှာအင်တာနက်ကိုပဲပြင်းပြင်းမိကြတာများပါတယ် ဒါပေမဲ့တကယ်တမ်းမှာ wifi ဆိုတာပေါ့ဆိုလိုတာလဲသူ့ရဲ့အဒီပဲအတီးအကျကပါလဲဆိုတာကိုရှင်းရှင်းလင်းလင်းနားလည်သွားအောင်အိမ်ကြည့်လိုက်ကြရအောင်ပါ음 wifi ဆိုတာရဲ့အဓိက အနှစ်စာရကတော့ radio line တွေကိုသုံးပြီးတော့ device တွေကိုကြိုးမလို့ပဲချိတ်ဆက်ပြီးတဲ့နင်းပြနာတစ်ခုပါပဲဆိုလိုတာကဒါဟာ computer တို့ phone တို့ကို internet နဲ့ချိတ်ဆက်ပြီးရုံတက်တက်မဟုတ်ဘူးပေါ့ဗျာဥပမာပြောရရင် ိုးမဲ့ printer နဲ့ computer ကိုချိတ်ဆက်တာမျိုးဒါမှမဟုတ် device တစ်ခုနဲ့တစ်ခု data တွေကူပြောင်းတာမျိုးတွေမှာလည်း wifi ကိုပဲအသုံးပြုပါတယ်။ပိုပြီးလွယ်လွယ်ကူကူမြောင်ပြောရရင်ပေါ့ရ။အရင်တုန်းကဆို internet ရောက်ခေါ်အတွက် router ကနေ computer ကို ethernet cable ဆွဲဂျိုးနဲ့တစ်ခုတစ်ခါချိတ်ဆက်ခဲ့ရတာလေ။အခု wifi ကအဲ့ဒီဂျိုးရဲ့နေရာမှာအစောက်ထိုးဝင်ရောက်လာတာပဲ။ အဲ့လာကြောင့် Wi-Fi ကိုမျက်စိနဲ့မမြင်ရတဲ့ Ethernet cable တစ်ခုလို့တင်စားပြီးပြောလို့ရတာပေါ့။ကဲ Wi-Fi ဟာမမြင်ရတဲ့ဂျိုးတစ်ချောင်းဆိုတာကိုသဘောပေါက်သွားပြီဆိုတော့ဟုတ်ပြီ။အဲ့ဒီမမြင်ရတဲ့ဂျိုးက data တွေကိုဘယ်လိုများသက်ဆောင်ပေးနေသလဲ။အဲ့ဒီတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့အလုပ်လုပ်ပုံစင်စင်ကိုစပီးလေးလာကြည့်လိုက်ကြရအောင်ပါ။အင်းသူရဲ့ Tibrani ကြအခြေခံကိုပြောရမယ်ဆိုရင် Wi-Fi signal တွေဆိုတာ တကယ်တော့လေထဲမှာတွာလာနေတဲ့ရေဒီယိုလိုင်းအမျိုးအစားတစ်ခုပါပဲဟုတ်ပါတယ်ကျွန်တော်တို့ FM ရေဒီယိုနားထောင်တာ TV ကြည့်တာတွေမှာသုံးတဲ့ line တွေနဲ့အမျိုးအစားကတော့အတူတူပါပဲဒါပေမဲ့ Wi-Fi ကတော့ data တွေကိုတည်ဆောက်ဖို့အတွက်ဒီ line တွေကိုနည်းနည်းလေးကွဲပြားတဲ့ပုံစံတစ်မျိုးနဲ့အသုံးပြုထားတာပေါ့ကဲ data ရဲ့ခီးစဉ်ကဘယ်လိုလဲဆိုတာကြည့်ရအောင်ဥပမာ google.com ကိုဝင်ချလဲဆိုပါတော့ ပထမဆုံးကျွန်တော်ရဲ့ဖုန်းဟာ google.com ကိုပြပါဆိုတဲ့ signal ကို router စီကိုလွှတ်လိုက်တယ်။အဲဒီနောက်မှာ router ကအဲ့ signal ကို internet ကနားလည်တဲ့ data အဖြစ်ဘာသာပြန်ပေးပြီး internet စီကနေ google website ရဲ့ data တွေကိုပြန်တောင်းလိုက်တယ်။အဲ့ data တွေ router စီပြန်ရောက်လာတဲ့အခါမှာ router က array တွေကို radio signal အဖြစ်ပြန်ပြောင်းပြီးကျွန်တော်ရဲ့ဖုန်းစီကိုပြန်လွှတ်ပေးလိုက်တာပေါ့။အဲ့ဒီအခါကျမှကျွန်တော်ရဲ့ screen ပေါ်မှာ google website ပေါ်လာတာပါ။တကယ်တော့အသွားအပြန်ခီးစဉ်တစ်ခုလိုပါပဲ။ဟုတ်ပြီ။ ဒီလောက်အတုံးဝင်ပြီးအရေးပါတဲ့နိဗ္ဗာန်တစ်ခုကတော့ဘယ်ကနေဘလို့စတင်ခဲ့တယ်လဲဆိုတာစိတ်ဝင်စားစရာမကောင်းဘူးလားကဲအခု wifi ရဲ့တော်တော်များများမတိကြသေးတဲ့မထင်မှတ်ထားတဲ့တမိုင်းကြောင်းကိုတစ်ချက်ပြန်လည်ကြည့်ကြရအောင်ပါဒီနေရာမှာတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာက wifi ဆိုတာလူတယောက်ထဲကနေ eureka ဆိုပဲတီထွေလိုက်တာမျိုးမဟုတ်ဘူးဆိုတာပါပဲဒါကတစ်ဖြည်းဖြည်းနဲ့အစင်စင်ဖြစ်ပေါ်တိုးတက်လာခဲ့တာမှာ 1980ခုနှစ်မှာဟာဝိုင်ယီတက္ကသိုလ်က LOHNET ဆိုတဲ့ဂျိုမဲကွန်ရဲ့စံတပ်မှုကနေအစပြုခဲ့တယ်။အဲဒီနောက်1980မှာမှာ American ဆိုရာကရေဒီယိုလိုင်းတချို့ကိုလိုင်စင်မလိုပဲသုံးခွင့်ပေးလိုက်တာကကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီကနေတဆင့်1990ခုနှစ်မှာတော့ IEEE ကအားလုံးအတွက်နိပညာစတန်ဒတ်တခုဖြစ်တဲ့ A02.11 ကိုချမှတ်ပေးခဲ့ပြီး နောက်ဆုံး1999မှာတော့ကုမ္ပဏီတွေစုပေါင်းပြီး Wi-Fi Alliance ဆိုတာကိုဖွဲ့စည်းလိုက်ပြီး Wi-Fi ဆိုတဲ့နာမည်ကိုစတင်အောင်သုံးပြခဲ့တာပါပဲ။အာပြီးတော့လူတော်များများအထင်မှားနေတဲ့အချက်တစ်ခုရှိတယ်။အဲ့ဒါက Wi-Fi ဆိုတာ Wireless Fidelity ရဲ့အတူကောက်ဆိုပြီးထင်နေကြတာပါ။တကယ်တော့အဲ့ဒါလုံးဝမဟုတ်ပါဘူး။ Wi-Fi Alliance ကသူတို့ရဲ့နည်းပညာကိုလူတွေအလွယ်တကူမှတ်မိအောင်လို့အဲ့ဒီခက်ကနာမည်ကြီးနေတဲ့ Hi-Fi Audio System ရဲ့နာမည်ကိုမြည်ပြီးတော့ဆွဲဆောင်မှုရှိတဲ့ကွမ်မတ်တန်စီနာမည်တခုကို marketing အတွက်ဖန်တီးခဲ့တာတစ်ဖက်ပါပဲ။ကဲ၊တမိုင်းချောင်းကနေလက်ရှိကျွန်တော်ရဲ့နေစဉ် Wi-Fi အတွေ့အကြုံကိုတိုက်ရိုက်တိုက်ရောက်မှုရှိတယ်။လက်တွေ့ကြတဲ့အကြောင်းအရာတစ်ခုပတ်ကိုဆက်သွားကြည့်အောင်။ဒါကတော့ Wi-Fi မှာသုံးလို့မတူညီတဲ့ frequency band တွေဖြစ်တဲ့2.4 GHz နဲ့5 GHz အကြောင်းပါပဲ။ဒီ Wi-Fi band နှစ်ခုကို late နဲ့ယုံပုံမြန်လိုပဲသဘောထားလိုက်လို့ရပါတယ်။ 2.4 GHz ဘန်ကလိတ်လို့ပေါ့သူကအရှိန်တော့နည်းနည်းနေတယ်ဒါပေမဲ့နန်ရန်လို့အတားအဆီးတွေကိုကောင်းကောင်းကြော်ဖြတ်နိုင်ပြီးအဝေးကြီးကိုရောက်နိုင်တယ်5 GHz ဘန်ကတော့ယုံလို့ပဲအရှိန်ကတော့အယမ်းမြန်တယ်ဒါပေမဲ့အတားအဆီးတွေနန်ရန်တွေနဲ့တွေ့ရင်အားနဲ့တွားပြီးအဝေးကြီးမတွားနိုင်တော့ဘူးဆိုတော့တစ်ခုကအကွာဝေးကောင်းပြီးနောက်တစ်ခုကအမြန်နှုန်းကောင်းတာပေါ့ 2.4 GHz band မှာဘာလို့နောက်ရှက်မှုတွေပေါ်များရတာလဲဆိုတော့သူ့ကိုကားရမ်းရှုတဲ့အဝေးပြေးလက်မကြီးတစ်ခုလိုမြင်ကြည့်လိုက်ပါကျွန်တော်ရဲ့ Wi-Fi ကအဲ့ဒီလမ်းပေါ်မှာတောင်းနေတဲ့ကားတစ်စီးဆိုရင်တခြားကားတွေခက်တဲ့ microwave မီဘိုးတွေ Zoom ဖုန်းအဟောင်းတွေ Bluetooth device တွေ Zoom ကင်မရာတွေကလည်းအဲ့ဒီလမ်းပေါ်မှာပဲပြိုင်တူမောင်းနေကြတာပါအဲ့ဒါကြောင့်လမ်းကျောကပြည့်စုံပြီးအရှိန်နီးကွေးထွားရတာဖြစ်ပါတယ်ကဲ Wi-Fi ဟာအစပိုင်းကနေဒီနေ့အထိတကယ်ကိုအများကြီးတိုးတက်ပြောင်းလဲချေပြီးပါပြီ ဒါပေမဲ့ဒီခီးကဒီမာတင်မပြီးဆုံးသေးပါဘူး။ကဲနောက်ဆုံးပိုင်းနဲ့ ਨੇ Wi-Fi ရဲ့အနာဂတ်မှာဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာကိုအတူတူကြည့်လိုက်ကြရအောင်ပါ။ Wi-Fi ရဲ့အမြန်နှုန်းတိုးတက်လာပုံကတကယ်ကိုအမခန်းပါပဲဗျာ။စဉ်းစားကြည့်လေ1999ခုနှစ်က Wi-Fi 1နှုန်းကဆို အများစုအမြန်နှုန်းက 17Mbps ပဲရှိလေ။ဒါကဓာတ်ပုံတပုံကိုတောင်းလို့ဆက်ဖို့မိနစ်အနည်းငယ်လောက်ဆောင်းရနိုင်တဲ့အမြန်နှုန်းမျိုးပါ။အဲ့ဒီကနေခုံပြန်ကျော်လွှားပြီးတော့ အခု2024မှာထွက်လာတဲ့ Wi-Fi 7မှာဆိုရင်အမြန်တုန်းက 46Gbps ကျော်သွားပြီ 4K ရုပ်ရှင်စကားကြည့်တီကို စက္ကန့်ပိုင်းအတွင်းဒေါင်းလုဒ်ဆွဲနိုင်တဲ့အမြန်နှုန်းအထိကိုရောက်လာခဲ့လာပါ46 Gbps per second ဒီကိန်းဂဏန်းကတကယ်ကိုကြီးနားလွန်းလို့စိတ်ကူးထဲမှာတော့မြင်ယောင်ကြည့်ဖို့ခက်ပါတယ်ရှင်းရှင်းပြောရရင်ဒါဟာလက်ရှိကျွန်တော်တို့သုံးနေတဲ့အမြန်ဆုံးဆိုတဲ့အိမ်သုံးအင်တာနက်တွေထက်တောင်အစာပေါင်းများစွာပိုမြန်နေတဲ့အမြန်နှုန်းပါ ဒီလောက်မြန်ဆန်တဲ့နှုံးကအနာကက်နှိမ့်နာတွေအတွက်အခွေလန်လန်တကားအသစ်တွေကိုအများကြီးဖွင့်ပေးနိုင်မှာတည်ကြပါတယ်။ကဲဒီတင်းဆက်ဟူရဲ့အဆုံးသတ်အနည်းနဲ့ဒီမေးဟုံးလေးကိုအတူတူစဉ်းစားကြည့်ရင်လည်းနေကုန်းချူလိုက်ချင်ပါတယ်။46 GBPS ထက်တောင်ပုံမြန်တဲ့အမြန်နှုံးနဲ့ကျွန်တော်တွေပါရီလုံနိုင်လားမလဲ။အိမ်ထက်ရအရာဝတ္ထုတိုင်းအင်တာနက်နဲ့ချိတ်ဆက်ထားတဲ့တကယ့် smart home တွေလား။ဒါမှမဟုတ်ကြီးလင်းပြတ်တာပြီးလုံးဝနောက်ကျခြင်းမရှိတဲ့ virtual reality ကဘာတွေထဲမှာနေထိုင်သွားလာတာမျိုးလား ီလိုအင်အားကြီးမားတဲ့ Wi-Fi နည်းပညာကကျွန်တော်တို့ရဲ့အနာဂတ်ကမ္ဘာကြီးကိုဘယ်လိုများပုံဖော်သွားနိုင်မလဲဆိုတာကတော့တကယ့်ကိုစိတ်လို့ရှားစရာကောင်းတဲ့မေးခွန်းတစ်ခုပါပဲ။